ဒါလာပိုရေးကြည့်ပါတယ်အဲ့ဒါပေါ့ပေါ့ပါမမရမမရကျွန်တော်လည်းသူကြိုက်လို့ရှိနေရလေအဲမဟုတ်ပါဘူးမရှိသေးပါဘူးရှိလို့ရှိရင်ကျွန်တော်ကိုယ်လည်းကျင်ညာပေးမှာပါမမိန်လည်းကျင်ညာပေးပါလေကျွန်တော်ကျွန်တော်သူပြိသက်နေရနေနေတာကျွန်တော်သူပြိသက်နေရနေနေတသက်ကိုဒီတိုင်းလေးပဲရှိနေစေချင်နေတယ်ဒါသူပြိသက်နေရနေကျွန်တော်နေတာပါ VIC ကဒီနေ့ ားကို launch လုပ်တဲ့အခါမှာကျွန်တော်ဖြောပြဖို့ဖိတ်ကြားရတဲ့အတွက်လာဖြောပြဖြစ်တာပါဗျ။အာဘယ်လိုပြောရမလဲ။ခုနကတော့ကျွန်တော်ကတော့အခုမှဒါကိုရင်းနေတာပဲ။ပြီးလို့ရှိရင်တော့ကျွန်တော်ဒီအားနဲ့ပတ်သက်ပြီးတော့လေ့လာဖို့တော့အများကြီးပါပဲ။ဒီကားပုံစံလည်းကျွန်တော်တော်တော်စိတ်ဝင်စားတယ်ဗျ။ပြီးတော့သူ့ရဲ့ share share နဲ့ media ကိုတော့တော်တော်သဘောကျတယ်။မင်းမဲကိုပူစားမှာပေါ့။ DJ System က launch လုပ်တဲ့ဒီထက်မကအောင်မြင်ပါစေနော်တကားကြီးလည်းအများကြီးရောင်းရပါစေလို့ဆုတောင်းပေးပါရစေ။ကိုယ်တိုင်ကကားနဲ့ပတ်သက်လာရင်ဘယ်လိုမျိုးလေးရှိလဲဆိုတော့ကားကတော့ဟိုကြိုက်တဲ့အထက်မှာတော့ပါပါတယ်။ဒါပေမဲ့ကျွန်တော်ကားနည်းနည်းကြီးတာကို ပို့ပြီးတော့သဘောကျတယ်ဒါအမြင်လို့သဘောကျတယ်ဗျအဲ့ဒါမမိန်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 ဟိုပါပါပဲမမိန်ရဲ့စိတ်တိုင်းကြပါပဲအဲ့ဒါအပူရေးကြည့်ပါလေအဲ့ဒါကောင်းပါမမိန်စိတ်ချရတယ်ပဲအိမ်မှာရှိရပါဘောကားဆောင်ဖို့အဆုံးပါမှန်ပါတယ်မှန်ပါတယ်ကျွန်တော်လည်းသူကြိုက်လို့ရှိနေတာလေအဲ့ဒါကတော့ဘာမှမသူရှိမှာမလို့အဲ့ဒါမလို့တော့ပါအဲ့ဖုန်းလာနေတာစုတောင်းရင်ရောသိလားညာစုတောင်းရင်ရောအာပြည့်စည်ပေးတာပေါ့ပြည့်စည်ပေးတာလုပ်ပေးတာပေါ့လုပ်ပေးနိုင်လားအားလုံးလုပ်ပေးတာပေါ့ကျွန်တော်မိန်းမ အဲမတော့စွာတယ်အခုမှပြန်တော့မှမိမရေးဒီမှာတော့ဒီလိုမျိုးရှိရဲ့အဲ့ဒါရမှတ်ကြေးလေးပဲလို့ပြောတာ။ခါရဲခေါ်ပြီးတော့ပူတာပဲ။ဟုတ်ကဲ့တော့အလုပ်ရှိတယ်လို့အလုပ်ရှိတယ်လို့ဝယ်ပေးပါတယ်ဒါပေမဲ့ကျွန်တော်လည်းတိတ်ပြီးမပူတာဖြစ်ပါဘူး။မပူတာဖြစ်ပါဘူးဆိုတာတိတ်ပြီးလဲကျွန်တော်ဘာမှလည်းတိတ်အများကြီးလိုတာမဟုတ်လေ။ရှိုးဝဲသွားရင်ရှိုးဝဲဆိုတဲ့ဝယ်စားလောက်ပဲ။ကျွန်တော်လည်းလိုအပ်တာဆို။သူက planet အဲ့တပတ်တော့ရှိတယ်။ပေါ်နေပါတယ်ပေါ်နေပါတယ်။ပေါ်လာတော့ပေါ်နေတာ။ကျွန်တော်တကယ်ချင်းမှထက်ရလဲ play ရနေပြီ။ ကျွန်တော်ငွေချင်းတွေညီကိုတွေအကုန်လုံးကလေးရနေကြတယ်။ကိုပဲကြံ။ကိုပဲကြံ။အားလားကြပါတယ်။ကြတာပေါ့။ဟိုအိမ်လောင်တယ်လင်မယားဆိုတော့မျိုးမျိုးမျိုးရှိကြတာပေါ့လေ။ကျွန်တော်တို့ကတော့ဥမာကျွန်တော်တို့တွေကလုပ်တယ်လည်းရှိကြတယ်။ဥမာခကြီးတွေသွားမယ်ဆိုလင်မယားနောက်ကစိတ်တူကိုတူဥမာတကြီးသွားမယ်ဆိုထထွက်သွားကျင်တာမျိုးပေါ့နော်။ဒါပေမဲ့ဟိုရင်သွေးလေးရှိလာလို့ရှင်ဒီရင်သွေးကို ပြန်ငဲ့ရမယ်။အဲမှာအဲ့လိုမျိုးတိတ်သွားလို့မရတဲ့အနေအထားလေးရှိမှာဆိုတော့အားချမ်းမှုလည်းမပြုဖြစ်သေးပါဘူး။ဟုတ်။အဲမဟုတ်ပါဘူးမရှိသေးပါဘူး။ရှိလို့ချင်းကျွန်တော်ဘယ်လဲကျင်ညာပေးမှာပါ။မမိန်လဲကျင်ညာပေးပါလေ။ကျွန်တော်ကျွန်တော်သူပြိသက်နေရနေနေတာ။ကျွန်တော်သူပြိသက်နေရနေနေအသက်ကိုဒီတိုင်းလေးပဲရှိနေစေချင်သေးတယ်။ဒါသူပြိသက်နေရနေကျွန်တော်နေတာ။အဲ့လိုပူတော့လေပူတာပါတယ်။ပူတာလေဆိုတော့ဟိုလိုပေါ့ဟိုဘယ်လိုပြောရမလဲကိုရဲ့ဟိုခါလေးကြတော့လေကိုလည်းအသက်ရွယ်တစ်ခုရောက်လာတဲ့ခါကျတော့အဲသူများကလေးလေးတွေ ပြည့်ပါမိသားစုလေးတွေအဲ့လိုမျိုးရှိနေတော့ကိုလည်းအဲ့လိုအားချမ်းမိပြီးတော့မိမရဲ့ယောက်ျားကိုမွေးပေးတော့အဲ့အဲ့လိုမျိုးလေးပျော်ပြစ်တာမျိုးရှိပါတယ်ဒါပေမဲ့ဟိုလိုမျိုး pressure ပေးတာမျိုးမရှိပါဘူးပြည်အောင်လုံးကကလေးချစ်တဲ့တွေမှာပါပါတယ်ပါပါတယ်ပြန်ဘတ်ကဲလေးကဘတ်ပွိုင်းနဲ့တွေ့ရဘတ်ကဲလေးကအာနောင်တသချင်းလေးကတော့ကျွန်တော်ဒီကြားထဲမှာဟိုပရိသတ်ကကျွန်တော်သချင်းတွေထွက်လာလို့ရှင်ဟိုပေါ့သူတို့အဲစိတ်တိုင်းမကြတာလေးလည်းရှိတယ်အရင်ကတော့ပုံစံမျိုးလေးပြန်တောင်းတကြတဲ့ပရိသတ်တွေလည်းရှိတယ်ဆိုတော့ကျွန်တော်ကကျွန်တော်ဆိုချင်တာလေးလည်းဆိုတယ်ပြီးရင်သူတို့ ကြိုက်တဲ့ပုံစံမျိုးလေးသူတို့နားထောင်လို့ရမယ့်ပုံစံမျိုးလေးလည်း share ပေးတယ်ပေါ့အဲနောင်တလိုပုံစံမျိုးလေးလည်းနောက်တဲ့ပရိသတ်ကြိုက်နေတတ်မဲ့သူတွေအများကြီးထပ်ထွက်လာအောင်ပေါ့ကျွန်တော်အဓိကတော့ပုံစံလေးတွေလည်းနည်းနည်းချိန်းကျင်တာလည်းပါတယ်ပေါ့လေနော်ဟိုကျွန်တော်နည်းနည်းပုံစံမျိုးကျွတ်ကျွတ်လေးနဲ့အဲ့လို box လေးဆိုကျွန်တော်ဒါမဲ့ပရိသတ်အနေနဲ့ကြတော့လေ rush rate ကိုတကားဖွင့်ထားပါတယ်လို့စိတ်ကူးနေစားတော့ဟလာဟို language ကလည်းကြိုက်တာပြောလို့သူကမြင်ခဲ့တာဆိုတော့ ဒီထက်နည်းနည်းလေးပိုပြီးခွတ်တော့သွားရင်အဲချိုးပရိသတ်တွေနည်းနည်းစိတ်တိုင်းမကြလေရှိတယ်ကျွန်တော်ပရိသတ်တွေအတန်အများနဲ့နားဆင်ပါတယ်ဟိုသူတို့ခြေနဲ့အောင်ကျွန်တော်အများနဲ့ဖန်တီးဖို့လည်းစူးစမ်းနေပါတယ်အဲ့တော့ပရိသတ်တွေနည်းနည်းလေကျွန်တော်ထွက်လာတာလည်းနားထောင်ပေးပါအဲပရိသတ်တွေကြိုက်တဲ့ဟာကိုလည်းကျွန်တော်စူးစမ်းနေပါတယ်ဆိုတာလေးကိုပြောချင်ပါတယ်ဗျအားရပါတယ်အားရပါတယ်အားရပါတယ်ဆိုတာဟိုအဗန်တစ်တဲ့အသင်းတွေတော့တိတ်အများကြီးနောက်ပိုင်းမှာတော့ဆိုတော့မဆိုပြစ်သေးဘူးဆိုပြစ်ဖို့လည်းစူးစမ်းနေပါတယ်ကိုကိုတိုင်းလည်း ဟိုဘယ်လိုမရင်းနှီးသေးဘူးဖြစ်နေတာပေါ့ကျွန်တော်ကိုယ်တိုင်ဟုတ်ဒီလိုပါပဲကျွန်တော်အဓိကကျွန်တော်လှုပ်ချင်တဲ့ပုံစံကျွန်တော်တွေးထားတဲ့ပုံစံကျွန်တော်ဟိုးရင်ကလေးကလှုပ်ချင်တဲ့ပုံစံလေးတွေကိုကျွန်တော်လုံနိုင်တဲ့အနေထားလှုပ်ပေးနိုင်တဲ့သူတွေရှိတော့မှပြပြချင်းလှုပ်နေတာပါအဲ့တော့ကိုကအဲ့ဒါမျိုးမလှုပ်နိုင်တော့ဘူးဆိုလို့ရှိရင်လည်းလုံးလို့ရတော့မှာမဟုတ်ဘူးအဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ရင်တော့ရွှေထုပုံစံ pop တခြင်းတွေကတော့ဖတ်နေဦးမှာပါပဲ။ပြောင်းလဲဖြစ်လာလို့တော့မြင်မိပါတယ်ဗျ။ဒါမဲ့ပုံလုံးမိုက်တယ်ဗျ။ငွေတွေကကျွန်တော်တို့ထက်ကအများကြီးကိုမိုက်နေတာပဲ။ တော်တက်လည်းအများကြီးသိတယ်ကျွန်တော်တက်လည်းအများကြီးလေ့လာတယ်ကျွန်တော်တို့သဘောကျတယ်အကုန်လုံးလည်းကျွန်တော်နားထောင်အကုန်လုံးနားထောင်ဟုတ်တယ်မာအကောင်းတာပေါ့အဲ့ဒါလည်းဒီဖန်တီးတဲ့ artist တွေအစိုးရတွေကိုယ်တိုင်ကဟိုဟိုတခြင်းကိုလည်းတန်ဖိုးထားကြတယ်လို့ music video ကိုလည်းကောင်းကောင်းမွန်ရိုက်ပြီးတော့ပေးလာကြတယ်ကျွန်တော်ကိုယ်တိုင်တော့မှတစ်ခါလေကြလို့ရှိရင်ဟိုဒါအဖွင့်အဆုံးပြောပြတာပါကျွန်တော်တို့အစိုးရတွေမှာ sponsor မရှိဘူးဆိုလို့ရှိရင် budget သုံးရတဲ့အခါမှာနည်းနည်းလေးတိုင်ပတ်ကြရမျိုးတွေရှိတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒါကျွန်တော်တို့တော့မှတိုင်ပတ်တယ်လို့သုံးရင် ဟိုတခြားခက်ခဲတဲ့သူတွေလည်းအများကြီးရှိပါတယ်အဲ့တော့လည်းဟိုစပွန်ဆာတွေကျွန်တော်တို့ဒီတာသမားတွေကိုလည်း music video နဲ့ပတ်သက်ပြီး sponsor ပေးကြပါလို့ကူညီပေးကြပါလို့အဲ sponsor company ပိုင်ချဲတစ်ထင်းများကိုလည်းဒီကနေပြီးတော့ပိုင်ချလို့ပါအဲတပုတ်သေးဗျတပုတ်သေး chain ဆိုတဲ့တပုတ်သေးနောက်ထပ်သူနဲ့ဆိုထားတဲ့အတက်ကလေးလည်းထပ်ထွက်လာလို့ရှိပါသေးတယ်အာရှိတယ်အပုတ်20ကျော်လောက်ရှိတယ်ဒါကဟိုပြောမှဆိုရင်အခုနောက်ပိုင်းဆိုကိုပြီးတတိထားမယ်ဒါပညာပေးကားလို့ပြောလို့ရပါတယ်ဟိုဝင်လင်းပြောရင်ကိုယ်ထောင်ပြူးနေတဲ့အရာကြီးကနေပြီးတော့ နည်းနည်းလေးချော်တော့ငေါလိုက်တဲ့အချိန်မှာအရာအလုံးကကမောက်ကမတွေဖြစ်ကုန်တာအဲမလိုအပ်တဲ့ဟာတွေဝင်လာတာပေါ့အဲအဲ့ဒီလိုပညာပေးလေးပေါ့အဲ့တော့ကျွန်တော်ကျွန်တော်လည်းအကောင်းဆုံးတော့စူးစမ်းထားပါတယ်အဲ့တော့မုန်းမယ်ဆိုလည်းကျွန်တော်ရမ်းမမုန်းပါနဲ့အာစောင့်ကြည့်ပေးပါစောင့်ကြည့်ပေးပါဒီကားလေးကရှေ့မှာလည်းထပ်ပြီးတော့လာအောင်ပါပါဟုတ် လာဟုတ်ကဲ့ပါမျက်ကွယ်ရအောင်အားပေးနေကြတဲ့ပရိသတ်တွေအကုန်လုံးကိုကျေးဇူးအများကြီးတင်ပါတယ်အဲကျွန်တော်ရောရွှေမော်ရောမအေးမြတ်သူရောအကုန်လုံးပါဝင်တဲ့တယောက်ဆောင်နေဟလာဂိုက်တာဥဇော်လိုအကုန်လုံးကကျွန်တော်ချူလာထားတဲ့ကားလေးပါဒီကားလေးကတမြင့်မြင့်နဲ့လောင်ချွမ်းတဲ့ကားလေးဖြစ်တဲ့အတွက်ပရိသတ်တွေအနေနဲ့ကြည်ကြည်နဲ့ပရိသတ်တွေကိုဆွဲခေါ်သွားနိုင်မယ်လို့ဒီဇက်ကမျှော်လင့်ပါတယ်အဲ့တော့မျက်ကွယ်ရလေးကိုဆောင်ပြီးအားပေးကြပါအောင်လို့ကျွန်တော်လည်းအများကြီးချူးစားနေပါတယ်